ဒီမိုကရက်ကမြန်မာအသံ DBB ရဲ့နိုဝင်ဘာလ6ရက်နေ့နေ့ခင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့မြန်မာရွေးကောက်ပွဲဟာယုံကြည်လက်ခံနိုင်စရာမရှိဘူးလို့ New Zealand လွှတ်တော်ကဆုံးဖြတ်လိုက်တဲ့သတင်း။စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်းပြန်ရင်ထောင်တန်း9နှစ်ထိထားခံရမယ်လို့ချင်းပြည်ကောင်စီကသတိပေးလိုက်တဲ့သတင်းနဲ့မိုးကုတ်ကြောက်တွင်မှမြေပြိုပြီး၃ဦးပိတ်မိနေတဲ့သတင်းတွေနားဆင်ကြရမှာပါ။ မြန်မာနိုင်ငံမှာအာဏာသိမ်းစစ်တပ်ကကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲဟာယုံကြည်လက်ခံနိုင်စရာမဟုတ်ဘူးလို့နိုဝင်ဘာ9ရက်မှာကျင်းပတဲ့နယူးဇီလန်ပါလီမန်လွှတ်တော်ကနေဆုံးဖြတ်လိုက်ပါတယ်။လွှတ်တော်အစည်းအဝေးမှာနယူးဇီလန်နိုင်ငံသားရဲ့ဝန်ကြီးကအဆိုတင်သွင်းခဲ့တာဖြစ်ပြီးလွှတ်တော်ကွန်ဆယ်တွေကထောက်ခံပြီးတဲ့နောက်အတည်ပြုဆုံးဖြတ်ခဲ့တာပါ။ဝင်ကြီးဝင်းစတန်ပီတာစ်က မြန်မာစစ်အစိုးရရဲ့လက်ရှိစီစဉ်ထားတဲ့ရွေးကောက်ပွဲတွေဟာလွတ်လပ်မှုနဲ့တရားမျှတမှုမရှိနိုင်တဲ့အပြင်ရေရှင်ငင်းချမ်းရေးကိုလည်းဥဆောင်နိုင်မှာမဟုတ်ဘူးလက်ရှိစီစဉ်ထားတဲ့အတိုင်းကျင်းပမယ်ဆိုရင်ဒီရွေးကောက်ပွဲတွေဟာယုံကြည်ကိုးစားစရာလုံးဝမရှိဘူးလို့ပြောပါတယ် နိုင်ငံရေးချင်းသားအားလုံးကိုလှုပ်ပေးဖို့လေချောင်းတိုက်ခိုက်မှုတွေရပ်တန့်ဖို့နဲ့သက်ဆိုင်သူတွေအားလုံးနဲ့စစ်မှန်တဲ့ဆွေးနွေးမှုတွေလုပ်ဖို့ကိုလည်းတိုက်တွန်းပြောဆိုပါတယ်မြန်မာနိုင်ငံအတွက်ရင်းရှင်ဖြည့်ရှင်းနည်းကိုရဖို့အတွက်ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်2669နဲ့အာဆီယံရဲ့ပုံသဘောတူညီချက်၅ချက်ကိုအရေးတကြီးအကောင်အထည်ဖော်ဖို့လိုအပ်ကြောင်းကိုလည်းသူကပြောပြီး ဒီရွေးကောက်ပွဲကြောင့်မြန်မာပြည်သူတွေရဲ့ခြေကွဲဖွဲ့ရအခြေအနေတွေဟာပိုကောင်းလာမှာမဟုတ်ဘူးဆိုတာကိုမမေ့မလျော့ပဲအလေးထားကြဖို့ကိုလည်း New Zealand အစိုးရနဲ့နိုင်ငံတကာအတိုက်ဝန်းကိုလည်းတောင်းဆိုခဲ့ပါတယ်။မြန်မာနိုင်ငံမှာဆီအာနာရှင်တွေဟာအမှန်တရားကိုလက်ခံနိုင်ခြင်းမရှိဘဲတိုင်ငယ်စိတ်နဲ့ပြည်သူတွေရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုအလုံးကိုစိတ်ပေါ်တွတ်တူတယောက်လိုလိုက်လံပိတ်ပင်ထိန်းချုပ်နေတယ်လို့ ကုလသမဂ္ဂဆရာမြန်မာအမြင့်ရန်ကိုစလေတာမတ်တီဦးတော်မထွန်းကပြောကြားလိုက်ပါတယ်။နိုမာ၄ရက်ကနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့သတင်းချက်လက်များနဲ့ဆက်လျင်းသည့်ကိစ္စရပ်များခေါင်းစဉ်အောက်ကနေနိုင်ငံပေါင်း90ကျော်ကကိုစလေဒီအထွေထွေဆွေးနွေးမှုပြုလုပ်ရမှာတာမတ်တီဦးတော်မထွန်းကပြောကြားခဲ့တာပါ။ အတံဖက်စေအုစုဟာဒီဂျစ်တယ်အာနာရှင်စနစ်ကိုအင်တာနက်ဖြတ်တောက်မှုနဲ့စင်ဆာဖြတ်တောက်မှုတွေကတဆင့်တာမကအွန်လိုင်းပေါ်မှာလွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုတွေကိုရဲစဝဲမှုအဖြစ်သတ်မှတ်ကဖိနှိပ်မှုတွေပြုလုပ်နေပြီးမကြသေးခင်ရပ်ပိုင်းတွင်ကအမှုပညာရှင်တွေရုပ်ရှင်ဒါရိုက်တာတွေနဲ့ထင်ပေါ်ကျော်ကြားသူတွေကိုအတူရောင်ရွေးကောက်ပွဲအားဝေဖန်တဲ့ post တွေမှာ lightning heart reaction တွေပေးခဲ့ရုံများနဲ့မတရားဖန်ဆီးခံခဲ့ရတယ်လို့တာမတ်ကြီးကပြောပါတယ်။ စစ်ကောင်စီရဲ့တူယောင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်တာပါတီရုံးခန်းတွေဖွင့်လှစ်တာမဲဆွယ်စည်းရုံးတာတွေလှုပ်ရင်အမြင့်ဆုံးထောင်တာ၅နှစ်ငွေကျပ်၃၀ဒါမှမဟုတ်ပြစ်ဒဏ်၂ခုလုံးချမှတ်မယ်လို့ချင်းပြည်ကောင်စီစစ်စီကဒီကနေ့အောက်တိုဘာလ6ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ဒါအပြင်စစ်တပ်ရဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်နိုင်ဖို့ချင်းပြည်ခန့်နိုင်ငံရေးပါတီထောင်တာပါတီရုံးခန်းဖွင့်လှစ်တာ မဲဆွေစီယုံနာအသင်းအဓမ္မမဲပေးဖို့ချိန်ချောက်ပြောဆိုတာအတူရောင်ရွေးကောက်ပွဲမှာပေါ်ပေါက်လာတဲ့ဘဲအစိုးရဒါမှမဟုတ်ဘဲရန်တရားတွေကိုမှပါဝင်ပတ်သက်ပူပေါင်းတာမလုပ်ကြဖို့သတိပေးတာမြစ်ထားပါတယ်မန္တလေးတိုင်းမိုးကုတ်မြို့အရှိပိုင်းခောက်ကွင်းမှာနိုဝင်ဘာ၄ရက်နေ့ကကြောင်မြတ်ဒူးဖော်နေတဲ့တွင်းလုံသား၃ယောက်တွင်းပြူတာကြောင့်ပိတ်မိနေပြီးလက်ရှိချိန်ထိရှာမတွေ့သေးဘူးလို့ဒေတာခန်တွေကပြောပါတယ်။နိုဝင်ဘာ၄ရက်နေ့ကမြေပြူတာအခုချိန်ထိအလောင်းရှာမတွေ့သေးဘူးလို့ မြို့ကတွေကပြောပါတယ်မြေပြုံမှုကြောင့်ပိတ်မိနေသူတွေကိုရှာဖွေခဲ့ဆယ်နေပေမဲ့လက်ရှိချိန်ထိရှာမတွေ့သေးတာကြောင့်ပိတ်မိနေသူတွေရဲ့နာမည်နဲ့အသေးစိတ်အချက်လက်တွေကိုအတိမပြုနိုင်သေးပါဘူးမိုးကုတ်မှာပြင်ပစီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့ကိုကန့်ကြောင့်ပြတ်တွင်မှာကိုကန့်တွေလုပ်ငန်းနားပြီးတဲ့နောက်ပြည်သူတချို့ဝင်ရောက်လုပ်ကင်နေတာလို့မြို့ကတယောက်ကပြောပါတယ် မန္တလေးတိုင်းမိုးကုတ်မြို့ကိုတအားအမျိုးသားလူမျိုးရေးတမတော် TNA ရကစစ်ကောင်စီထံပြန်လည်ပေးအပ်ပြီးတဲ့နောက်မြို့ရင်းကြမြတ်တူခေါ်ရေးလုပ်ငန်းလုပ်ကင်နေတဲ့ဒီပါစီပွားရေးလုပ်ငန်းရှင်တွေရဲ့ကြောက်ပင်တချို့ကြောက်တူဖော်မှုရနာထားပြီးလို့ဒေတာခန့်တွေစီကသိရပါတယ်မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနဲ့ဆက်မှာအခုနှစ်ဆန်းပိုင်းစနဝါရီလကတည်းကမြေမြုပ်မိုင်းကြောင့်ထိခိုက်ဒဏ်ရာရရှိသူတွေများပြားလာတဲ့အကြောင်း နေစီမထဆရာဝန်များအဖွဲ့ MSF ရဲ့ပြောဆိုချက်ကိုကိုးကားပြီး The Daily Star သတင်းမှာနိုဝင်ဘာ9ရက်ကဖော်ပြပါတယ်။အဖွဲ့ရဲ့အဆိုအရဘင်္ဂလားဒေ့ရှ်နိုင်ငံကော်ပဇာမှာတည်ရှိတဲ့ဂူတူပါလောင်ဒုက္ခတဲ့စခန်းထဲကဆေးရုံမှာမြေမြုပ်မိုင်းကြောင့်ထိခိုက်ဒဏ်ရာရရှိသူတွေများလာနေပြီးတရားဖြစ်ရ28ခုကနေမြေမြုပ်မိုင်းနဲ့ဆစ်ဆက်တဲ့ဒဏ်ရာတွေနဲ့လူနာ32ယောက်ကိုကုသပေးနေရတယ်လို့ဆိုပါတယ်။ဒါအပြင်ရခိုင်ပြည်နယ်တဲကပြင်းထန်လာတဲ့တိုက်ပွဲနဲ့ပက်တိပက်ခတွေကြောင့်ရိုဟင်ဂျာဒ ဒုက္ခသည်ဥယျာဉ်သသိန်း3000ကျော်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးခဲ့ရကြောင်းလဲ MSF အဖွဲ့ကပြောပါတယ်